အနုပညာတိုင်းဝိုင်းကညီကိုမောင်နှမများနဲ့မိသားစုဝင်တွေဝမ်းနည်းစွာနဲ့လိုက်ပါပူဆောင်ပေးခဲ့ရတယ်။ Amateur for Forever Group ရဲ့ producer တအူဖြစ်သူမနန်းမေမောင်ခေါ်မှွေမှွေရဲ့နောက်ဆုံးခီး မင်္ဂလာပါပရိသတ်ကြီးရှင် AMTV4 Forever Group ရဲ့ producer ဖြစ်သူမနမ်းမေမောမောင်ခေါ်မွေ့မွေ့အသက်38နှစ်ဟောင်းပြီးခဲ့တဲ့အောက်တိုဘာလ2ရက်နေ့ည10:40မိနစ်အချိန်ခန့်ကရန်ကုန်တိုင်းရန်ကင်းမြို့နယ်ကပ္ပရီဖျားလန်းတရားချောက်မှတ်တိုင်နဲ့ချောင်းတွင်ကုန်းမှတ်တိုင်ကြားမှာလမ်းတစ်ဖက်မှတစ်ဖက်သို့ကူးဖြတ်စဉ်အတွင်လမ်းမပေါ်မှာအချိန်ပြင်းပြင်းနဲ့မောင်းနှင်လာတဲ့ကားကဖြတ်တိုက်ခဲ့တာကြောင့်အရေးပေါ်အခြေအနေဖြစ်သွားခဲ့ပြီးမြောက်ဥက္ကလာဆေးရုံသို့ပို့ဆောင်နေစဉ်လမ်းခုလက်မှာပဲကွဲလွန်သွားခဲ့ရတာဖြစ်ပါ ါပါတယ်။မနမ်းမေမောင်မောင်ခေါ်မွေမွေဟာ MRTV4 Forever Group ရဲ့အစီအစဉ်တစ်ခုဖြစ်တဲ့ခင်ပြိုမတိအစီအစဉ်ရဲ့ producer တယောက်အဖြစ် MRTV4 မှာနှစ်ပေါင်းများစွာတာဝန်ထမ်းဆောင်လာခဲ့သူဖြစ်ပြီးအနုပညာတာဝန်ကားသူများနဲ့လည်းနှိဆက်သူတယောက်ဖြစ်ပါတယ်။ ခင်ဖြစ်နေကမနမ်းမေမောင်မောင်ကမိဘတွေကိုတရင်ကျွတ်ကတော်ဖို့အတွက်ကတော်ရံပစ္စည်းတွေကိုလိုက်လံဝဲယူပြီးခင်မုန်းဖြစ်သူနဲ့အတူပြန်လာခဲ့စဉ်အခင်ဖြစ်ပေါ်ရာနေရာအရောက်လမ်းဖြတ်ကူးကြတဲ့အချိန်ခင်မုန်းဖြစ်သူကလွတ်သွားခဲ့ပြီးအနောက်မှာကြံခဲ့တဲ့သူမကိုအဆိုပါကားကဝင်ရောက်တိုက်ခဲ့တာပဲဖြစ်ပါလေ မနမ်းမေမောင်မောင်ခေါ်မမွေမွေဟာလူချင်းလူခဲပေါ်များသူတယောက်ဖြစ်ပြီးအမတပြည်ဖုံးမှလည်းနှစ်ပေါင်းများစွာလှုပ်လှုပ်ကင်လာခဲ့သူဖြစ်တာကြောင့်စီစဉ်တင်ဆက်သူညီကိုမောင်နှမများကလည်းဝန်းထဲကြေကွဲစွာနဲ့ဝန်းထဲကြောင်ပြောဆိုထားကြတာဖြစ်ပါတယ်။ညအချိန်မတုံမစင်မကျင်းမောင်းလာခဲ့သူတယောက်ကြောင့်ဘဝတစ်ခုလုံးအဆုံးသတ်လိုက်ရတဲ့မနမ်းမေမောင်မောင်ခေါ်မမွေမွေတယောက်နောက်ဘဝဆက်တိုင်းဒီလိုအဖြစ်ဆိုးမျိုးနဲ့မကြုံတွေ့ရစေဖို့အတွက်အားလုံးကဝိုင်းဝန်းဆုတောင်းပေးခဲ့ကြပါအောင်ရှင်။